်မင်္ဂလာပါခင်တူဆက်ဆက်မှာပြန်လဲကြိုဆိုလိုက်ပါတယ် အခုဗီဒီယိုမှာမျှော်ပြသွားမယ့်အကြောင်းအရာတွေကတော့ AI ကိုသုံးပြီးတော့ကိုလိုချင်တဲ့ပုံတွေကို free ထုတ်လို့ရတယ်။ဟောနော် site လေးတစ်ခုကိုမျှော်ပြသွားမှာဖြစ်ပါတယ်။အဲ့တော့ AI ကိုသုံးပြီးတော့ပုံတွေကို free ထုတ်ပြီးတော့အဲ့ပုံတွေကိုအသုံးပြုပြီးတော့ content တွေဖန်တီးလို့ရတယ်။ဗီဒီယိုတွေဖန်တီးပြီးပတ်စံတွေရှာလို့ရတာဖြစ်တဲ့ဒီနည်းလေးကိုအဆုံးထိအောင်ကြည့်ရှုသွားဖို့လိုတယ်ဖိတ်ခေါ်ပါတယ်။အဲ့တော့ဒီမှာ Google Chrome နဲ့ကိုဝင်လိုက်ပါမယ်။ computer နဲ့လုပ်လို့ရတယ်လို့ဖုန်းနဲ့လည်းလုပ်လို့ရပါတယ်။ဒီမှာတော့ဖုန်းနဲ့လွယ်တကူလုပ်လို့မျှော်ပြသွားမှာဖြစ်ပါတယ်။အဲ့တော့ဖုန်းနဲ့နှိပ်ပြီးတော့ဒီ Google Browser တွေက Google Chrome Browser တွေက search bar လေးမှာ pick lumen ai ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ် description မှာလည်း link လေးထည့်ပေးထားပါမယ် ဒီ pick lumen AI ဆိုတာက free လဲတော်များသုံးလို့ရပါတယ်ပြီးလို့ရှိရင်တော့ generate for free ဆိုတာကိုနှိပ်လိုက်ပါအကောင့်မခွင့်ရသေးဘူးဆိုရင်တော့ gmail လေးကိုသုံးပြီးတော့အကောင့်လေးတစ်ခုဖွင့်လိုက်ရောမှာပဲအကောင့်ခွင့်တာတော့တိတ်မခဲရင်တဲ့အတွက်ဒီမှာတော့လုံးမပြတော့ပါဘူးစင်မပြေဘူးဆိုရင် comment မှာလာပြီး mail လို့ရပါတယ်အဲ့တော့ဒီလိုပုံစံလေးပေါ်လာပြီဆိုရင်ဒါကတော့ကျွန်တော်အရင်ထုတ်ထားတဲ့ပုံလေးတွေပါဒီမှာချက်စရာပုံလေးတွေကျွန်တော်ဖန်တီးထားတာရှိပါတယ်အဲ့တော့ဒီပုံလေးတွေဖန်တီးမှာဒီလိုပုံစံလေးပေါ်လာတဲ့အချိန်ကျရင်ဒီနေရာလေးကိုသွားလိုက်ပါ နော်ဒီလိုမျိုးအတစ်ပုံလေးပေါ့နော်အဲအဲ့နေရာလေးကိုနှိပ်လိုက်ပြီးသွားလို့ရှင်ဒီလိုပုံစံလေးပေါ်လာမယ်အဲဒီလိုပုံစံလေးဒီလိုဘာမှပေါ်လာပြီဆိုလို့ရှင်လွယ်တကူပဲဒီတင်ရလေးဟိုမှာ print လေးထည့်ပြီးတော့စာတူလေးရိုက်လိုက်ပါမယ်အဲအဲ့နေရာမှာရေးတဲ့စာတူကိုကျွန်တော်တို့ကအင်္ဂလိပ်လိုရိုက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အလွယ်တကူဘလိုမျိုးရိုက်လို့ရမလဲဆိုရင် AI ကိုပဲပြန်သုံးပြီးတော့ပုံလေးတွေဖန်တီးတော့မှာဖြစ်ပါတယ်အဲတော့ကျွန်တော်ဒီခေါက်မှာတော့ Google Gemini ဆိုတာကိုသုံးပြီးတော့ Gemini Google AI ကိုသုံးပြီးလုပ်ပြထားပါတယ်အဲ ChatGPT နဲ့လည်းရပါတယ်အဲတော့ Gemini င်လေးကိုဝင်လိုက်ပါမယ်ချင်းမနိုင်လေးဝင်လိုက်ပြီဆိုရင်ထုံးစံအတိုင်း AI ချက်ပေါ်ရတဲ့ထုံးစံအတိုင်းဒီ search bar လေးမှာကျွန်တော်တို့ကဝင်ပြီးရေးလိုက်ပါမယ်။အဲ့တော့ဒီ Google ချင်းမနိုင်ကတော့ free မှာဘယ်သူကမြန်မာလိုလည်းကောင်းကောင်းသုံးလို့ရတော့အင်္ဂလိပ်လိုဟိုသိပြီးမရသေးတဲ့လူတွေအတွက်မြန်မာလိုနေပြီးတော့ပုံလေးဖန်တီးခိုင်းလို့လွယ်တဲ့အကြောင်းမလို့တရားလေးကိုမျှဝေပေးတာဖြစ်ပါတယ်။အဲ့တော့ဒီမှာမြန်မာလိုကျွန်တော်အဲဒီ cartoon ီဒီယိုကတ်တွန်းပုံမြင်တွေ့နော်ရှုခင်လာလာလေးတွေဆွဲကြပါလေဆွဲတာမဟုတ်နော်လိုချင်ပါလေအဲ့တော့ AI ကို ပုံထုတ်ခိုင်းဖို့ ုံထုတ်ခိုင်းဖို့အဒီကျွန်တော်ရေးတဲ့ဟာလေးကိုလည်း description မှာထည့်ပေးထားပါမယ်။အမူအနာယူပြီးတော့သုံးလို့ရအောင်လို့ပါ။အရင်ကပုံထုတ်ခိုင်းဖို့နော်အဲ test to image pro တွေကို English low ပြောမြန်မာလိုပါတဲ့အင်္ဂလိပ်လိုမြန်မာလိုပါရေးပေးပါဆိုကျွန်တော်ခိုင်းလိုက်မယ်အဲ့ဒီမှာသူပါရေးမလဲဆိုတော့ချက်ဆောင်းလိုက်မယ်အဲ့ဒီမှာနော်ဒီမှာအောက်မှာမြန်မာလိုပေါ့နော်အဲဒီမှာမြန်မာလိုပါတယ်နော် ဒီမှာစိမ့်လန်းဆိုပြီးတဲ့တောင်ကုန်းတွေရဲ့ဒီထိတ်ဆုံးဟာဒီလိုလေးပေါ့နော်။အဲဒီလိုမျိုးကြည့်ရခက်နေလိမ့်မယ်။ကြည့်ရခက်နေတော့ကျရင်အင်္ဂလိပ်လိုမြန်မာလိုကိုပေါ်အောင်အင်္ဂလိပ်နဲ့မြန်မာပြန်ကိုအပေါ်အောင်သေဆုံးစီရေးပေးပါဆိုပြီးခိုင်းလိုက်မယ်နော် AI ကတော့သူကတော့တခြားခိုင်းတဲ့ပုံပြီးဆင်ပြေတယ်ဆင်ပြေရင်ထပ်ခိုင်းလို့ရတယ်ပေါ့နော်သူအကူအညီတောင်းလို့ရတယ် ဒါမှကိုကမြန်မာလိုနဲ့အင်္ဂလိပ်လိုနဲ့တွဲပြီးတော့ရေးနိုင်ပါတော့ဒီမှာဆိုရင်ကဲရသွားပြီဒီမှာ colorful cartoon နဲ့เนาะဒီမှာမြန်မာလိုဆိုတော့စိမ့်နှန်းဆွေပြည့်တောင်ကုန်းတွေအဲဒီ UK ဘုတ်တပေါ်ပေါ်တော့ဒီဟာလေးကိုကျွန်တော်ပထမဆုံးဟာလိုနမူနာလေးနဲ့လုပ်ပြပါမယ်အဲဒီ print တွေကိုအကုန်လုံးကိုလည်းကျွန်တော်အဲဒီမှာ select text နဲ့သွားမယ်เนาะဒီမှာ select text နဲ့သွားပြီးတော့ select text နဲ့သွားပြီးတော့ဒီလိုလုပ်လို့ရပါတယ် နော်ဒီ print တွေကိုလည်းတစ်ခါလဲကိုယ့်ရဲ့ Google Doc ထဲမှာတင်ထားလိုက်ပါဒါဆိုရင်အဆင်ပြေသွားပါပြီနော်ဒီမှာတော့ டை ရိုက် select တဲ့ယူရဲ့နည်းနဲ့ကျွန်တော်ယူပြထားတာ copy နော်အဲ့လိုလုပ်ပြီးသွားတဲ့အချိန်မှာကျွန်တော်ဘယ်ကိုပြန်သွားမလဲဆိုရင်ခုနက pick lumen လေးကိုပြန်သွားလိုက်ပါမယ်နော် pick lumen လေးကိုပြန်သွားလိုက်မယ်ဒီလိုပေါ်နေ retry ဆိုတာလေးကိုနှိပ်လိုက်ပါခဏထွက်သွားလို့သူအဲ့လိုပေါ်တာအဲ့ဒါဒီလိုလေးပြန်ပြောက်သွားပြီဆိုရင်ဒီအောက်ကဒီနေရာလေးကိုအဲဒီအောက်ကနော်ဒီနေရာလေးကိုပြန်ထောက်လိုက်မယ် ထောက်လိုက်ပြင်လူလေးပေါ်လာပြီပေါ်လာပြီဆိုရင်ဒီနေရာမှာခုနက copy ယူလာတဲ့ prompt လို့ခေါ်တဲ့ AI ကိုမိန်ပေးညွှန်ကြားခိုင်းစေတဲ့စာသားလေးကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီနေရာမှာပုံရဲ့နော် aspect ratio ပေါ့နော်ဘယ်လောက်လိုအောင်ရွေးပါအဲ့တော့ကျွန်တော် YouTube ဗီဒီယိုလေးတွေကတ်တုန်းဗီဒီယိုလေးတွေဖန်တီးနေတာလေးကိုထုတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့68ဆို9ကိုထုတ်ပါမယ် TikTok ပုံစံဆိုရင်တော့ဒီ YouTube Shorts ဆိုရင်တော့9 to 60ပေါ့နော်အခုတက်က68ဆို9နဲ့လောက်ပြပါမယ်ပြီးလို့ရှိရင် ဒါလေးကိုလည်းဒီမှာထောက်ကြည့်တာဒါလည်း setting လေးပေါ့နော်အဲ setting မှာဆိုဒီမှာ negative prone တွေပဲထည့်လို့ရပါတယ် negative prone ကိုလည်း AI ကို negative prone ရေးပေးပါဆိုပြီးရောရေးခိုင်းလို့ရပါတယ်ဒီပုံမှာ negative prone ကိုမထည့်ခိုင်းတော့ပါဘူးမထည့်ခိုင်းတော့ပဲနဲ့ဒီတိုင်းလေးပဲထားလိုက်ပါမယ်ထားလိုက်ပြီးတော့ဒီမှာ generate ဆိုရင်ရှင်ဒီအားလေးကိုဒီများလေးကိုနှိပ်လိုက်ရင်ပုံထုတ်ပြီးမှဖြစ်ပါတယ်အဲ့ဒါလေးဆောင်းလိုက်ပါ chain တို့တွင်မှာ ချိန်မြန်လဲမြန်ပါတယ် free လဲရပါတယ်အဲ့တော့ဒါလေးကိုသုံးပြီးတော့ content တွေဖန်လေးကိုရပါအောင်ဒီမှာဆိုရင် shoe game ပုံလေးရလာပါပြီအဲ့နော်ဒီ shoe game ပုံလေးရလာပြီပေါ့နော်အဲ့ဒီပုံလေးကိုကိုဖုန်းလေးကိုတောင်းပြီးတော့ကိုလိုချင်တဲ့နေရာမှာ YouTube လိုအဲဒီ YouTube video တွေဖန်လေးရဲ့နေရာမှာသုံးလို့ရပါပြီအဲ့ဒီပုံလေးကိုထောက်လိုက်ပါထောက်လိုက်ပြီးသားလို့ရှိရင် ိုလေးပေါ်လာရင်ဒီ SL 30နေရာလေးကိုထောက်လိုက်ပါဟုတ်လား SL 30နေရာလေးကိုထောက်လိုက်ပြီးဒေါင်းလုဒ်ဆိုတာလေးကိုနှိမ့်လိုက်ရင်ကိုဖုန်းထဲဝင်ရောက်သွားပြီဖြစ်ပါတယ်ဖုန်းထဲဝင်ရောက်သွားပြီဒီမှာ open ဆိုတာနဲ့ဒီမှာပုံလေး နာပုံလေးရပါပြီအဲ့တော့ဒီလိုပဲအလားတူပုံလေးတွေကို AI ကိုပရိုနေရေးခိုင်းမယ်အဲ့ပရိုနေနဲ့ကိုကြိုက်တယ်လို့ကို idea ရှိရင်ရှိတဲ့ပုံလေးကိုဖန်တီးလို့ရပါတယ်အဒီလိုလေးကဒီလောက်ပါပဲနောက်ထပ်လည်းအဲ့လိုအသုံးတည်းမဲ့ AI နီးပညာတွေရောဘုသူတဝီဒီယိုတင်ပေးမှာမို့လို့ Kiru Success Channel လေးကို subscribe လုပ်ပြီးတော့အမြဲလေ့လာဖို့အတွက်ဖိတ်ခေါ်ပါတယ်အားလုံးပဲဆုံးတီအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်